ွင်းမော်တော်ယာဉ်များအပေါ်အမေရိကန်ခွန်သုံးမြင်စီးကြလိုက်ခြင်းကိုဥရောပအတိုင်းဝိုင်းမှသတိပေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်မှတင်သွင်းမော်တော်ယာဉ်များအပေါ်အသစ်ချမှတ်လိုက်တဲ့အခွန်နဲ့ပတ်သက်ပြီးဝယ်ယူသူတွေကိုထိခိုက်စေကောင်းတန်ဖိုးမြင်ကောင်းများရှိတဲ့မော်တော်ယာဉ်လုပ်ငန်းများအတွက်ထိုးနှက်ချက်ကြီးဖြစ်လာမယ်လို့အမေရိကန်မော်တော်ကားလုပ်ငန်းအသွင်းသူများကသတိပေးလိုက်ပါတယ်။ တင်သွင်းရင်အလုံးကိုအခု25ရာခိုင်နှုန်းတင်းချန်စေမဲ့သမရအမိန်ကိုဗုဒ္ဓဖူးနေကထွန့်လက်မှတ်ရေးထိုးလိုက်ပြီးဧပြီ2ရက်နေ့မှာစတင်ရသက်ဝင်မှာဖြစ်ပါသည် အင်ဖြူရောထုတ်ပြန်ချက်အရအမေရိကန်နိုင်ငံထော်လုံခြုံရေးချိန်ချောင်းမှုကြီးကိုဖြည့်ရှင်းရန်အတွက်1962ကုန်သွယ်ရေးတိုးချဲ့ခြင်းဥပဒေပုံမှန်232အတိုင်းတင်သွင်းရင်အလုံးနဲ့ဆက်ရပိုင်းအချို့အပေါ်အခွန်25ရာခိုင်နှုန်းစီချတ်ဖို့လက်မှတ်ရှိထိုးခဲ့တာဖြစ်ပါသည် အမေရိကန်မက္ကဆီကိုကနေဒါသဘောတူညီချက်လက်အောက်မှာရှိတဲ့တင်သွင်းသူတွေအနေနဲ့အမေရိကန်ထဲမှာမပြုတ်လို့တဲ့အစရပိုင်းတွေရတ်သော25ရာခိုင်နှုန်းအခွန်စည်းချက်တဲ့ဆိုတာကိုလည်းအသိပေးထားပါတယ်လက်ရှိမော်တော်ကားအခွန်ကရေပူရအဖြစ်နှင်းတရမ9ရာခိုင်နှုန်းသတ်မှတ်ထားကလိုက်ထရံများအတွက်25ရာခိုင်နှုန်းသတ်မှတ်ထားပါတယ်။ သဘောတူညီချက်လက်အောက်ကမူလစည်းမျဉ်းများနဲ့ဂိုက်ညီတဲ့ရင်ထွေကတော့ဒီရောက်ခွန်စည်းချမှုကနေကင်းလွတ်မှာဖြစ်ပါတယ်။အခုနှုံထားမြင့်တင်ခြင်းကြောင့်အမေရိကန်မှထုံလုံးမှုနဲ့ရောင်းချမှုစရိတ်မြင့်မလာစေကအလောအကင်တွေရော့ချစေနိုင်တယ်လို့အမေရိကန်မော်တော်ရှင်အဖွဲ့အစည်း EEA ကထိပ်ပေးလိုက်ပါတယ်။ အမေရိကန်မှာဖန်သာရေးပြဿနာဖြစ်ပေါ်နေတဲ့အချိန်ကောင်းစိနှုံးမြင့်တက်လာရင်ဝဲလိုဝါရှော်နေသွားစေမယ်လို့နိုင်ငံတကာစီးပွားရေးပီတာဆန်အင်စတီကျူးမှဂယ်ရီဂရိုက်ဟော့ဘာဝါကပြောပါအထိဥရောပကားများတင်သွင်းခြင်းအပေါ်အခွန်တိုးမြင့်စီးကျလိုက်တဲ့အမေရိကန်ရဲ့ဆုံးဖြတ်ချက်ကိုဥရောပကော်မရှင်ဥက္ကဋ္ဌအာဆူလာဖွန်ထားလီယန်ကဝန်내မိတယ်လို့ပြောလိုက်ပါတယ်လို့သိရပါတယ်ရှင်